တော့ကတော့ညီမတို့တပွဲကို3000ပါ။အပီပလာတာကတော့4000ပြီးတော့ကော်ရီခောက်ဆွဲကတော့3500ပါရှင့်။မွင်းကတော့အလုတ်တပွဲကို1500အကျော်နဲ့ဆို2000ပါ။ဟုတ်ကဲ့ဆက်ပြီ။ဆိုင်မအရောင်းကောင်းဆုံးကတော့မနက်ခင်းဆိုရင်တော့မွင်းကစားတဲ့လူလည်းများတယ်။နောက်ပြီးတကူတကလာစားကြတာတော့ပြီးသမင်းသုံးနဲ့ပြီးပလာတာကတော့တကူတကလာစားကြတယ်ပြီးတော့ပြီးကော်ရီပေါ့အခုနောက်ပိုင်းကော်ရီလည်းလူတိုက်များလာတော့ညနေဘက်ဆိုရင်ကော်ရီလာစားရတဲ့လူလည်းများပါတယ် အအမတို့ကတော့ဘာပဲပဲအစားအစာပဲလုံလုံချက်ချက်ပေါ့နော်ကိုမိသားစုကိုချစ်တဲ့လူတွေကိုကျွေးမယ်လို့သဘောထားပြီးတော့ချက်ဆိုအကောင်းဆုံးဖြစ်မှာပါအဲစားတဲ့လူတွေလည်းချိန်တတ်တယ်ဆိုရင်အမတို့ရောင်းတဲ့လူတွေလည်းပြောပါရဲ့ အဲအဓိကကဆိုင်ကအရင်တော့က catering service အတွက်အဓိကလောက်တာဆိုတော့လေအလူပွဲမင်္ဂလာပွဲတွေမှာအဲ့လိုမျိုးအလူလောက်တဲ့ခါလေးမင်္ဂလာရှိအောင်ဆိုပြီးတော့နာမည်ကိုမင်္ဂလာသုံးပြီးပေးပြသွားတာပါဟုတ်ကဲ့ဟုတ်ဟုတ်2018လောက်ခေတ်ကဖွင့်တာရှင်အခုဆိုရင်တော့9နှစ်လောက်တော့ရှိပြီပေါ့ဟုတ်ရှိရပေါ့ဆိုင်စားဖွင့်ရင်တော့တော့ဒီပြီးအစားစာတော့မပါသေးဘူးအဓိကဒီ catering service ပေါ့ဒီ Corbett တမင်နှမ်းတမင်ဥစ္စာကိုအဓိကဖွင့်ရင်းနဲ့နောက်ပိုင်းကျတော့ဆိုင်စားအတွက်ပါ ဖွင့်တင်တော့အတူတူအမနဲ့အတူလောက်တဲ့အကိုကလည်းဒီပြည်ဘက်ကအစားအစာတွေကိုကြိုက်တယ်သူကလည်းပြည်မှာနေခဲ့တဲ့လူဆိုတော့လေအားနဲ့ပြည်စားစာလေးလည်းလောက်ရောင်းမယ်ဆိုပြီးတော့ရောက်ပြီးသွားပါဟုတ်ဟုတ်အော်နတ်သမီးတမောသမီးကတော့အရင်တော့အတူတူလှုပ်လှုပ်ကြတဲ့အမတွေကတင်ပေးသွားပါတော့။အဲအဲ့လိုပဲသင်ရင်းနဲ့လေးလာရင်းနဲ့ပဲတက်သွားပါပေါ့။ဒီအစားအစာကတော့ဒီပြည်သမီးတို့ဆိုရင်ပြည်ဘက်ကအဲရောင်းတဲ့ တကယ်စားကောင်းနေဆိုတဲ့လူကိုညီမတို့ခေါ်တယ်ရန်ကုန်အထိခေါ်ခေါ်ပြီးတော့တေချာဆိုင်ရကလေးတွေကို봐 training ဆင်းပြီးတော့သင်ပေးတာပါရှင်ဟုတ်ပြပလာတာဆိုရင်လည်းဒီအကိုကိုတိုင်းဒီဘက်မှာသွားပြီးတော့ရိုက်ပြီးတော့သင်တာပြီးသင်တာပါဟုတ်အဓိကလာစားကြတာတော့ပြသမင်းတော့ပေါ့ဒီတိုင်းမှာပြသမင်းတော့ရဲ့ပြပလာတာရဲ့အဓိကလာစားကြတယ်ဒီအစားစားပြဘက်ကတေ့စ်အတိုင်းရတယ်ဆိုတော့လေအဲဥစ္စာတော့လာစားကြတယ်ရှင်ဟုတ်မွေးငါးလေးလက်တင်တာဆိုရပါမွေးငါးလေးက တွေပါမှာပဲလက်ရမျိုးတွေဝင်းကားကြတော့ဟင်းသရလက်ရရှင်အဆိုင်မှာအလုံးလုံးတဲ့ညီမလေးတွေကဟင်းသရဘက်ကဆိုတော့ဟင်းသရသူတွေဆိုတော့မွင်းကားသူတို့ချက်တာလည်းအရင်စားကောင်းတယ်အဲ့ဒါနဲ့ဟင်းသရမွင်းကားလေးလည်းထည့်ရောင်းမယ်ဆိုပြီးရောင်းပြစ်သွားပေါ့ကော်ရီရလည်းပြီကော်ရီပြီဘက်ကပုံစံအတိုင်းပဲပေါ့အီတာကွေးရဲ့ဒီအရွက်လေးပါစုံစုံနေထည့်ပြီးတော့ပြီဘက်ကပုံစံအတိုင်းပြီကော်ရီပါအစားစားတွေမှာစုံမအောင်ဆိုပြီးတော့ထည့်ပြစ်သွားတာပါ အဲတကယ်တော့ပြည်ဘက်ကကော်ရီကတော့ငပီတောင်းမတုံးဘူးရှင်။ဒါငပီတောင်းကတော့ရန်ကုန်ဘက်ကနဲ့ပဲခူးဘက်ကကော်ရီနေမှာဆိုရင်တော့အဓိကငပီတောင်းကြိုက်ကြတာပေါ့နော်။အဲဒါကြောင့်မို့ငပီတောင်းကိုတော့ငရုတ်ပီးစိမ့်နဲ့အချင်းငပီတောင်းချင်းတွေကိုစားလို့ကောင်းတေးစားလို့ရောရိုရယာပုံစံတွေတော့လောက်တာပဲဒါပေမဲ့တိုက်ကြပါတယ်။ Okay ဟုတ်ဟုတ်ဟုတ်။ဆိုင်မှာအရောင်းကောင်းဆုံးကတော့မနက်ခင်းဆိုရင်တော့မွေးငါးစားတဲ့လူလေးများတယ်။ နောက်ပြီးတကူးတကလာစားကြတာတော့ပြီးသမင်းသုံးတဲ့ပြီးပလာတာကတော့တကူးတကလာစားကြရဲပြီးတော့ပြီးကော်ရီပေါ့အခုနောက်ပိုင်းကော်ရီလည်းလူတိုက်များလာတော့ညနေဘက်ဆိုရင်ကော်ရီလာစားရဲလူလည်းများပါတယ်ဟုတ်ဒီဆိုင်မထွက်ခင်အောင်အမဘာလက်ကလေးလုပ်လဲဆိုင်မထွက်ခင်ကအမခီးသွားလုပ်ငန်းလုပ်ပါတယ်ရှင်ဟုတ်ခီးသွားလုပ်ငန်းလုပ်တယ်ပြီးတော့ဒီကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာခဏနာရင်းနဲ့ဒီဆိုင်လေးဆက်လုပ်ဖြစ်ထားတာပေါ့ဟုတ် ဟုတ်ကဲ့ရှင်ဟုတ်ထောက်ပတ်သမင်းနန်းသမင်းရတော့ထောက်ပတ်သမင်းရတယ်နန်းသမင်းပြီးတော့အုံသမင်းပဲသမင်းပေါ့နော်သမင်းမျိုးစုံရတယ်ဂျန်ပေါက်ကောပေါ့အဲ့ဒါရပါတယ်အဲ service ကတော့ညီမတို့ပွဲတရာအထက်မှာတဲ့လူတွေဆိုရင်ဒီပကံစွန်ခင်းရဲ့အပြည့်စုံနဲ့ပွဲပြင်ဝင်စားမှုပါပါပါတယ်ရှင်ဟုတ်ကဲ့ဟုတ်လက်ဆောင်ပေးမှုလေးရောပါလေလက်ဆောင်ကတော့10ပွဲဆိုရင်အသေးမြင့်တဲ့တပွဲပွဲဖို့လက်ဆောင်ပါပါတယ်ဒီသမင်းတော့ကတော့ညီမတို့တပွဲကို၃နာမှာ ပီပလာတာကတော့၄တောင်ပြီးတော့ကော်ရီခောက်ဆွဲကတော့3500ပါရှင့်ဝင်းကတော့အလွတ်တပွဲ1500အကျော်နဲ့ဆို2000ပါဟုတ်ကဲ့ဟုတ်နောက်ခုတရရတဲ့စိတ်စိတ်တလုံးကျော်ဆိုရင်လည်းညီမတို့ဒီစိတ်သားအစ်စ်နှုတ်နှုတ်ဆင်းပြီးတော့သုံးသားပေးရပါတော့เนาะအဲ့ဒါတော့တပွဲ2000ပါဒီတလုံးကျော်ရှိရဲ့ချက်တလုံးကျော်လဲတပွဲ2000ပါရှင့်ဟုတ်ကဲ့ရှင့်ဟိုကားလေးရောပါပါလေးဒါချက်တလုံးကျော် ်ဟုတ်ကဲ့လုံးကြောင်းဟုတ်ကဲ့ရှင်ဟုတ်ဟိုအကျုပ်ကြောင်းကြော်လေးလေးတွေ့ရတော့ဟုတ်ကဲ့ကြတော့ဘလောက်လောက်ရှိရမှာလဲအဲ့ဒါလေးလေးတပွဲ2000ပါဒီ add on ထည့်လို့ရတဲ့ extra ထည့်လို့ရတဲ့ဥစ္စာလေးတော့တပွဲ2000ပေါ့ဟုတ်ကဲ့အဲ့ဒါတော့ပြည်ထမင်းတော့နဲ့စားတဲ့လူများတာလားဘယ်လိုမျိုးလေးစားတာလဲဟုတ်ပြည်ထမင်းတော့နဲ့စားတဲ့လူများပါတယ်ဒီဘက်မှာလည်းအခုလိုပဲသူကအသားလုံးလေးတွေစုံစုံလင်လင်ပေးထားတယ်အမဲကြော်လို့ပါလေအမဲကြော်လေးရပါတယ်တပွဲကိုအဲ့လိုပါပဲ2000ပါရှင်ဟုတ်အာအမားတို့ကတော့ဘာပဲပဲအစားအစာပဲလုံလုံချက်ချက်ပေါ့နော် ကိုမိသားစုကိုဖြစ်တဲ့လူတွေကိုကျွေးမယ်လို့သဘောထားပြီးတော့ချက်ဆိုအကောင်းဆုံးဖြစ်မှာပါအဲစားလူတွေလည်းချိန်တတ်တယ်ဆိုရင်အမတို့ရောင်းတဲ့လူတွေလည်းပြောပါတယ်ဒီဆိုင်လေးကိုလာသုံးဆောင်နေတယ်ဆိုရင်အဲ immersion ကမဟာဗန်နူလာလန်မဟာဗန်နူလာလန်ပြီးတော့ပင်လုံလန်နဲ့မဟာဗန်နူလာလန်တောင်းတာပေါ့နော်